မေရိကန်နိုင်ငံတင်နက်စီပြည်နယ်မှာနေထိုင်ကြတဲ့မြန်မာပြည်ပွားတိုင်းရင်းသားတွေက69ကြိမ်မြောက်ပြည်တော်စုနေအခမ်းအနားတစ်ခု ဖေဖော်ဝါရီလ15ရက်နေ့ကပထမဦးဆုံးအကြိမ်ဖြစ်ကျင်းပခဲ့ကြပါတယ်ဒီသတင်းကို အခုလိုတင်ဆက်ထားပါတယ်ခင်ဗျာ Hello Jesus my internet our Korean brothers and sisters they are very active အမေရိကန်နိုင်ငံတင်နက်စီပြည်နယ် Nashville မြို့မှာမြန်မာ community ကဦးစီးကျင်းပခဲ့တာဖြစ်ပါတယ် ျွန်တော်တို့မြန်မာပြည်မှာတော့အဲလူမျိုးအနေနဲ့တော့ပြောမစင်လူမျိုးစုတွေကတေးပွားတွေရဆင်လူမျိုးစုပေါင်း150လောက်ရှိတယ်လို့ကျွန်တော်အဲလေ့လာသိရှိရတယ်အဲဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေကအဲစီတော့ညညပြီးတော့အလားတပြည်တည်းနေတဲ့တဏ္ဍာန်သားတွေဖြစ်တဲ့တကမှာညီပေါ်မောင်မတွေဖြစ်တဲ့ပြန်လည်ပြီးတော့လည်းပို့ပြီးတော့စီလုံးမှုအဲအရင်တုန်းကကျွန်တော်တို့ဖက်ဒရယ်ဆိုတဲ့ဟာပြည်တော်စုစနစ်ကိုလည်းပဲအခုအမေရိကန်မှာနေသူ ကျွန်တော်တို့အောင်မြင်သာဆောင်ရွက်နိုင်ဖို့အဲစွတ်တော်မြတ်တာပူရင်းနဲ့တတ်နိုင်တဲ့ဘက်ကအားပေးကူညီလက်ရှိပါတယ်။ NSP မျိုးမှာကရာကရင် ကချင်ချင်းနဲ့ဗမာလူမျိုးလူဦးရေ9000လောက်နေထိုင်နေကြပါတယ်။သူတို့ဟာများသောအားဖြင့်စစ်ဆိုးရလက်ထက်နိုင်ငံရေးခြေနေတွေစိုးဝါးခဲ့တာနဲ့စစ်ပွဲတွေကြောင့်လာရောက်ခိုးလုံနေကြတာဖြစ်ပါတယ်။မြေကိုကချင်လူမျိုးကရာလူမျိုးကရဲ့ကိုလိုပါဝေးပဲဖြစ်ကိုလိုကဖျားသခင် ဒါသည်ထိန်သိမ်းပြီးတော့မှကျွန်တော်တိုင်းသားအချင်းချင်းစီးလုံးညီညွတ်စွာနဲ့ကျွန်တော်တို့အုပ်မကွဲတိတ်မပြတ်ကျွန်တော်တို့ဒီဘက်မှာရောက်ရှိနေတဲ့တိုင်းရင်းသားတွေနေထိုင်ဖို့အတွက်ကျွန်တော်တို့ခုလိုပြည်ထောင်စုနေကိုချင်းပါရခြင်းဟာအင်မတန်မှဝင်မြတ်တယ်ကောင်းမြတ်တယ်လို့ထင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီနေ့60နှစ်ချိန်မြောက်ကျွန်တော်တို့ပြည်တော်စုနဲ့အခမ်းအနားကိုတရားရတာကျွန်တော်အရင်ပဲဝမ်းသာပါတယ်လို့ပြီးတော့ကျွန်တော်တို့တိုင်းသားအပေါင်းအစုံနဲ့တွေ့ရတာဒီမှာမှပဲကျေနပ်ဖို့ကောင်းပါတယ်အရင်ပဲပြောရှိဖို့လည်းကောင်းပါတယ်လို့ ျွန်တော်ခရီးသားရေးသားအနေနဲ့69ကျင်းမြတ်ပြည်တော်ဆုနဲ့မှာကျွန်တော်တို့ခရီးရွေးရရည်ခြင်းမှုအကပ်နဲ့တချင်းတွေပါဝင်ခွေရတဲ့အတွက်အရာကိုကိုယ်ယူပြင်းဖြစ်မိပါတယ်ကျေးဇူးလည်းတင်ပါတယ်စနေနေ့ခန်းသားကိုကရင်နီခေါ်ခရီးရွေးရတချင်းအကပ်တွေနဲ့ဖြောပြေခဲ့ကြတယ်လို့တိုင်းသာရွေးရအစားတောက်တင်နေလေအဲ့ခံကျွေးမွေးခဲ့ကြပါတယ်ခင်ဗျာ